うん。 မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်မြန်မာအပါဝင်အရှိတောင်အာရှနိုင်ငံအချို့ကိုထရန်ကကုန်သွယ်ကုန်စည်းကြမ်းမှုအများအပြားသတ်မှတ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်အမေရိကန်သမ္မတဒေါ်လန်ထရန်ရဲ့ကုန်သွယ်ခွန်အခွန်အခမြင့်တင်စည်းကြမ်းမှုအစီအမံနေမှာမြန်မာအပါဝင်အရှိတောင်အာရှဒေသတွေနိုင်ငံတချို့ကအခွန်ရာဂိုင်းနှုန်းမြင့်မြင့်မားမားစည်းကြက်ခံရမယ့်စီးရင်နေပါဝင်လာပါတယ် AB နေရနေတော့ကထရန်ကအမေရိကန်ရဲ့ကုန်သွယ်ဘက်နိုင်ငံပေါင်း100လောက်အပေါ်အခွန်တိုးမြင့်စည်းကြမ်းမဲ့စီးရင်အသစ်ကိုကြီးညာခဲ့ပါတယ်အဲဒီစ င်ရည်နေရအမေရိကန်ကိုတင်သွင်းမဲ့ကုန်စည်ရင်းရဲ့တန်ဖိုးပေါ်မှုတည်ပြီးကွဲပြားတဲ့အခွန်စည်းကြမှုပမာဏတွေသတ်မှတ်မှာဖြစ်ပါတယ်။စစ်အာဏာသိမ်းမှုကြောင့်လေးနှစ်ကျော်ကြာပြည်တွင်းစစ်နယ်ရှုံးကန်နေရပြီးစီးပွားရေးရှင်ရိုင်းကျဆင်းနေတဲ့မြန်မာနိုင်ငံကထရန်ရဲ့အခွန်စည်းကြမှုနှုန်းမြင့်မာတဲ့နိုင်ငံတွေစည်းမှာပါဝင်ခဲ့ပြီးကုန်စည်ရင်းရဲ့၄၄ရာခိုင်နှုန်းအခွန်စည်းကြခံရမှာဖြစ်ပါတယ်။ အရှိထောင်အာရှဒေသတွင်နိုင်ငံတစ်ခုဖြစ်တဲ့ကမ်ဘောဒီးယားကတော့49ရှာကင်နှုန်းအခုမြင့်တင်မှုခံရပြီးကုန်းပိတ်နိုင်ငံတစ်ခုဖြစ်လာတဲ့လာအိုအတွက်အခွန်စည်းကြမှုနှုန်းကို48ရာခိုင်နှုန်းသတ်မှတ်ထားပါတယ်။အဲဒီနှစ်နိုင်ငံနောက်မှာ ဗီယက်နမ်ကအခွန်စည်းချက်ခံရမှု46ရာခိုင်နှုန်းနဲ့တတိယအဖြစ်ရပ်တည်ပြီးမြန်မာကတော့စတုဒ္ဒချိန်ခဲ့ပါတယ်။အရှိတောင်အာရှဒေသတွေနိုင်ငံတွေထဲမှာအမေရိကန်ရဲ့မဟာမိတ်ဖြစ်တဲ့ထိုင်းကလည်းအခွန်စည်းချက်မှု36ရာခိုင်နှုန်းသတ်မှတ်ခံရမှာဖြစ်ပြီးအင်ဒိုနီးရှားကတော့32ရာခိုင်နှုန်းကျုံတွင်းရမှာပါ။အမေရိကန်ရဲ့အဓိကပြိုင်ဘက်လို့ထရန့်ကသတ်မှတ်ထားတဲ့တရုတ်ကလည်းသွင်းကုန်တွေရဲ့တန်ဖိုး34ရာခိုင်နှုန်းထိအခွန်မြင့်တင်ခံရမှာပါ။တရုတ်ဟာထရန့်သမ္မတဖြစ်လာခြင်းကလေးကသွင်းကုန်အခွန်မြင့်တင်မှု20ရာခိုင်နှုန်းသတ်မှတ်ချက်ကိုကျုံတွေ့ထားပြီး သားဖြစ်တယ်လို့သိရပါတယ်လီလာသူတွေကတော့အရှိတောင်အာရှဒေသတွေနိုင်ငံတွေကိုအမေရိကန်ကကုန်သွယ်ရေးအခွန်ခတွေကိုတိုးမြှင့်စည်းကြတာကအဲ့ဒီဒေသပေါ်ဩဇာလွှမ်းမှုတွေတရုတ်ကိုထိုးနှက်ဖို့ရည်ရွယ်ချက်နဲ့ဖြစ်နိုင်တယ်လို့သုံးသပ်ကြပါရယ်။ကမ်ဘောဒီးယားမြန်မာလာဝနဲ့အင်ဒိုနီးရှားလိုလိုနိုင်ငံတွေပေါ်အခွန်စည်းကြမှုနှုန်းမြင့်မြင့်မားမားတက်မှန်လိုက်တာကအဲ့ဒီနိုင်ငံတွေရဲ့ပို့ကုန်တွေပေါ်ပြတ်မှတ်ထားပြီးတရုတ်ကိုထိခိုက်စေဖို့ရည်ရွယ်တာမျိုးဖြစ်နိုင်တယ်လို့စင်ကာပူအခြေဆိုင်နိုင်ငံတကာကုန်သွယ်ရေးသုတေသီဒေါက်တာစီဝါကီဒါမန် နီကာယာကပြောပါတယ်ထရန့်ရဲ့ပြမကတင်ရုပ်ဖြစ်ပြီးမဲ့ဆက်ဆက်နိုင်ငံတွေအတွက်လည်းအကြီးအကျယ်ထိခိုက်နိုင်ခြင်းရှိကြောင်းလည်းသူကဆိုပါတယ်ထရန့်ရဲ့အခွန်စည်းကြမ်းမှုနှုန်းမြင့်မြင့်မားမားကြုံရတဲ့နေရာမှာအာဖရိကနိုင်ငံတချို့လည်းပါဝင်နေပါတယ်လွန်ခဲ့တဲ့တစ်ပတ်ကတင်ကမ္ဘာပေါ်မှာဘယ်သူမှမကြားဘူးလို့ထရန့်ကပြောခဲ့ဘူးတဲ့ လီဆိုတိုနိုင်ငံဟာအခွန်စည်းကြမ်းမှု90ရာဂိုင်းတို့တတ်မှတ်ခံရပြီးမာဒါဂါစကာနိုင်ငံက48ရာဂိုင်းတို့ဘော့ဆွာနာက39ရာဂိုင်းတို့ဖြစ်ပါတယ်။အရှိတောင်ပိုင်းမှာတော့တီရီလင်္ကာကအခွန်စည်းကြမ်းမှု44ရာဂိုင်းတို့နဲ့အမြင့်ဆုံးဖြစ်ပါတယ်။ဥရောပတတ်မှတ်ကမှာတော့ဆာဘီယာက39ရာဂိုင်းတို့နဲ့ဒေသတွေမှာအမြင့်ဆုံးအဆင့်ရပ်တည်နေပါတယ်။ထရန်ကတော့အဲ့ဒီလိုမျိုးအခွန်စည်းကြမ်းမှုအသစ်တွေတတ်မှတ် ကြေညာတဲ့နေ့ဟာအမေရိကန်သမိုင်းမှာအထူးကဲဆုံးအရေးပါဆုံးနေ့တနည်းလို့ကြွေးကြော်ခဲ့ပါတယ်။အခွန်စည်းကြက်မှုတွေအင်းနဲ့အားနဲ့မြင့်တင်ပြီးအမေရိကန်ရဲ့ကုန်သွယ်ရေးလူငွေပြမှုကိုကုစားဖို့ဆိုတာဟာထရန့်ရဲ့ရွေးကောက်ပွဲကြိုးမဲဆွယ်မှုတွေမှာမဟာပြူဟာကတိတစ်ခုဖြစ်ပါတယ်။အခြားတစ်ဖက်မှာတော့ရုပ်တရက်အခွန်တွေမြင့်တင်လိုက်တာကြောင့်ကုန်တင်သွင်းသူတွေကဈေးနှုန်းတွေကိုလိုက်မြင့်မှာဖြစ်တဲ့အတွက်ကုန်စည်နှုန်းတက်လာတဲ့ဒဏ်ကိုသုံးစွဲသူတွေနဲ့စီးပွားရေးလုပ်ငန်းတွေကအရင်ဆုံးခံစားရမှာဖြစ်ပြီးစီးပွားရေးရနှောင့်နှေးထိခိုက်မှုတွေရှိလာနိုင်ကြောင်းစီးပွားရေးပညာရှင်တွေကသတိပေးထောက်ပြ ်ထားကြပါတယ်။ဆလဘီငလင်တန်သိန်းအိမ်နဲ့အဆောင်များကုတူကိုထားနဲ့စတင်ဖြူချပြီးဖြူချကကြက်သိန်းထောင်ကြီးပေါက်ဆေးရှိနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်ကြောင့်ဖြူချပြက်စီသွားတဲ့ဒေသတွေရဲ့တိုင်အိမ်တွေကိုအိမ်ပန်ရှင်တွေကစတင်ဖြူချနေပြီး တိုင်းရင်မျိုးစားလိုက်ဖြူချကတက်သိန်းထောင်ကြီးပေါင်စည်းရှိနေကြောင်းသိရပါတယ်။ဖြက်စည်းနေတဲ့နေအိမ်ဖြူချဖို့ပုဂ္ဂလိကဆောင်းလုံရေးကုမ္ပဏီတစ်ခုထံဆက်သွယ်မိမြန်းခဲ့တဲ့ဇာကမျိုးကန်တအုပ်ကနှစ်ထပ်ခွဲတိုက်ကိုသိန်း400တောင်းနေပြမလွယ်ဘူးဘလို့ဆက်လုပ်ရမယ်မသိဘူးလို့ပြောပါတယ်။ဇာကမျိုးကတမျိုးလုံးရဲ့အဆောင်60ရာခိုင်နှုန်းနီးပါးဖြက်စည်းခဲ့ပြီးလူထိခိုက်ဒေဆုံးမှုလည်းများပြားခဲ့ပါတယ်။အလောင်းရှာဖွေနိုင်ခြင်းမရှိတော့တဲ့နေအိမ်တွေကိုဖြူချရှင်းလင်းမှသာအနတ်အသက် ပြဿနာဖြေရှင်းနိုင်လိမ့်မယ်လို့ဒေသခံတွေကပြောပါတယ်။ဒါကြောင့်ဒေသခံတွေကဆိုင်ရန်နေရာတွေကိုငှားပြီးကိုတို ူကိုနာအစီအစဉ်နဲ့အဆောင်တွေကိုစတင်ဖြိုချရှင်းလင်းနေကြပြီဖြစ်ပါတယ် လေးရက်တိုက်ကြီးကျွန်ကျသွားတာအခုပြန်ဖြိုချတာသိန်းတစ်ထောင်နီးပါးကောင်းနေပြေလဲတဲ့သူအနည်းစုကတော့လုံနိုင်နေအများစုကတော့ဘယ်လိုလုံရမလဲမသိသေးဘူးလို့မန္တလေးမြို့အောင်မြေသားဆန်မြို့နယ်မြို့ကန်တုံးကပြောပါတယ်အဆောက်အုံတွေကစမ်းခိုင်မှုစိတ်မချတော့ဘဲဖြိုချရှင်းလင်းပြမသားအနေရကင်းမယ်လို့မြို့ကန်တွေကပြောပါတယ်ဆက်တွေကတနင်္ဆာကိုသိန်းချီတောင်းနေမဖြတ်လို့ကလည်းမင်းရရှင်းနာနာနဲ့ဖြန့်ရတဲ့ဘဝတွေပါအားလုံးဝိုင်းကူပြီးကြပါလို့အမရပူရာမြို့ကန်တုံးကပြောပါတယ်ဒါပေမဲ့ဖြိုချတဲ့စီရင်ကြီးမာတာကြောင့်လူမှုကွန်ရက်အတင်းနေရဲ့ကွန်ရက်ကိုရယူဖို့စောင့်ဆိုင်နေ င်ရဲ့လို့ငလင်းဘေးတင်ပြည်သူတအုပ်က ပြောပါတယ်တိုင်းရင်းတွေကိုဖြိုချတဲ့ဝန်ဆောင်မှုကိုစောင့်လို့ဒီကုမ္ပဏီတွေနဲ့ဝန်ကြီးဂရိန်းတွေဝန်ဆောင်မှုလုပ်ငန်းတွေကလှုပ်ဆောင်နေပြီးတစ်ထပ်တိုင်းအိမ်တလုံးကို3150ကမ်းမှအထက်မြင့်အဆောက်အလိုက်7000ထောင်ကျီရှိကြောင်းသိရပါတယ်။စစ်ကောင်စင်ကငလင်းကြောင့်တင်ဆောင်သူတွေကိုရှာဖွေကင်ဆယ်ရေးကိုတောင်လုံလောက်အောင်မလုပ်ပေးနိုင်တဲ့လို့ရှင်းလင်းရေးလုပ်ငန်းတွေကိုလည်းလုပ်မပေးနိုင်လို့အိမ်ပန်းရှင်တွေကကိုယ်အစီအစဉ်နဲ့ကိုစတင်ဖင်ရှားနေရတာလို့ဆိုပါတယ်။ တင်ရချီကုံရမယ်ကိစ္စကတောင်ယုံတော့မတန်နိုင်ဘူးကျွန်တော်လူမှုရေးအဖွဲ့တွေလူတိုင်းရေးအဖွဲ့တွေအနေနဲ့အဲ့ဒီကိစ္စကိုဦးစားပေးပြီးဖြေရှင်းပေးစီခြင်းနဲ့တိုက်တွေကဖြိုချမှာကိုရမှာ တင်းရချီကုံမဲကိစ္စကအတာယုံမတန်နိုင်မှုကျွန်တော်ကတော့လူမှုရေးအဖွဲ့တွေလူတိုင်းရေးအဖွဲ့တွေနဲ့ဒီကိစ္စကိုဦးစားပေးပြီးဖြေရှင်းပေးစီခြင်းနဲ့တိုက်တွေကဖြိုချမှာကိုရမှာစေပေါင်းတူတွေအများကြီးလိုတယ်လို့ပြောပါရယ်ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့တဲ့ပြင်မနာမျိုးမှလည်းနေအိမ်များကိုဖြိုချဖို့အတွက်လုံအားကူညီလိုအပ်နေပြီးအလုပ်လိုအပ်သူတွေကိုနေစားကပေးမှဖြစ်ပြီးလာရောက်ကူညီကြဖို့ဒေသခံတွေကအကူအညီတောင်းပါရယ်ပရိုက်တာဖွဲ့တွေကလည်း volunteer လုပ်သားတွေခေါ်နေပါရယ်ငလင်ပေးကိစ္စရေးနဲ့အပျက်စီးများရှင်းလင်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကအရေး တကြီးလိုအပ်ကြောင်းဘေးဒဏ်သင့်ပြည်သူတွေနဲ့လူမှုကူညီကိစ္စရင်းဖွဲ့တွေကပြောပါရယ်ငလင်ဘေးသင့်ပြည်သူတွေကိုကူညီကိစ္စဖို့အတွက်အမျိုးသားညီညွတ်ရေးအစိုးရကမလ29ရက်မှာပထမဆုံးယာယီအပြစ်ရဲ့ကြီးညာခဲ့ပါရယ်မြောက်ပိုင်းမဟာမိတ်တောင်ဖွဲ့က AB လာ10ရက်စကောင်စင်က AB လာ2ရက်နဲ့ကချင်လူလိုက်တမရော KIA က AB လာ2ရက်မှာကြီးညာခဲ့ပါရယ် ပြန်လည်ထူထောင်ရင်းကရေရှည်လုံးရမှာဖြစ်ပြီးအပြင်းရဲ့ကြီးညာချက်တွေကိုအလုံးကလိုင်းနာကြရမယ်လို့ KIA COC ချုပ်ဒုတိယဗိုလ်ချုပ်ဒီကွမ်မော်ကမှတ်ချက်ပြုထားပါတယ်။ဆလပီမင်းအောင်လိုင်ကိုဘန်ကောက်ဖိတ်တဲ့ကိစ္စတိုင်းဝန်ကြီးချုပ်အနေနဲ့ကြည်လေအောင်ရှင်းပြဖို့လွတ်တော်မှာတောင်းဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ငလင်ဘေးကြောင်ရောက်နေချိန်လေချောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ပြီးအညက်သားပြည်သူတွေကိုတပ်ဖြတ်နေတဲ့မြန်မာစစ်တပ်ကောင်ဆောင်မင်းအောင်လိုင်တိုင်းနိုင်ငံရဲ့မြို့တော်ဘန်ကောက်ကိုဖိတ်ကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးတိုင်းဝန်ကြီးချုပ်ဖေတုံတန်အနေနဲ့လည်းကြည်လေအောင်ပြင်ရှင်းပေးဖို့လွတ်တော်ကတဆင့်တိုက်တွန်းခဲ့ ခဲ့ပါတယ်။အေပီနာ၃ရက်နေ့မှာကျင်းပတဲ့ထိုင်းအောက်လွှတ်တော်အစည်းအဝေးမှာတရားမျှတရေးပါတီလွှတ်တော်မှကန္နာဝင်ကအခုလိုဆွေးနွေးတိုက်တွန်းခဲ့တာပါ။မြန်မာစင်အာနာရှင်ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်းဘင်းစတန်ထိပ်သီးအစည်းအဝေးတရားဖို့ဘန်ကောက်ကိုဒီကနေ့နေ့လယ်လောက်မှရောက်ရှိမှာဖြစ်တယ်လို့ကန္နာဝင်ကပြောပါတယ်။မြန်မာစင်အာနာရှင်ကိုထိုင်းနိုင်ငံမှာပြုလုပ်မယ့်နိုင်ငံတကာအစည်းအဝေးကိုဖိတ်ကြားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဝန်ကြီးချုပ်ဖက်တုံတန်းနီနဲ့လွှတ်တော်နဲ့ထိုင်းပြည်သူတွေကိုအကြံပြချက်ပေးဖို့ပြင်ဆင်ထားရမယ်လို့ကန္နာဝင်ကဆိုပါတယ်။မြန်မာစစ်တပ်ကဘယ်နိုင်ငံဘယ် ဲ့ထိတ်ထိတ်အစည်းအဝေးမှာတင်ရောက်ခွင့်မရတာကြာပါပြီပရက်ရှားတို့တရုတ်တို့ပဲသူတို့အဖက်လုပ်ပြီးဖိတ်ပါတယ်အဲ့ဒီနိုင်ငံတွေပဲသွားခဲ့ရတယ်ဒါပေမဲ့မင်းအောင်လိုင်းတတိယမြောက်ချိန်ချခဲ့တဲ့နိုင်ငံထိုင်းနဲ့ပြားလိုကန်နာဝီကထိုင်းလွတ်တော်မှာတင်ပြခဲ့ပါတယ် ကိုင်းဝင်ကြီးချုပ်ကတန်တမန်ရင်ရထိရှာလွဲတဲ့ကိစ္စကြီးတစ်ခုသူ့သဘောနဲ့သူဆောင်ရွက်ခဲ့တာကြောင့်ထိုင်းနိုင်ငံကနိုင်ငံတကာဖိအားပေးပြီးအောက်ရောက်တော်မယ်လို့လည်းသူကပြောပါတယ်။ဝင်ကြီးချုပ်အနေနဲ့အကြောင်းပြချက်ကောင်းကောင်းပြင်ဆင်ထားပါလို့လည်းကန်နာဝီကပြောပါတယ်။မြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်ခတ်ခဲ့ပြီးမြန်မာပြည်သူတွေပူဆွေးတော့ကရောက်ခါ နောက်တက္ကမလုံးကိုစာနာနေချိန်မှာစစ်ကောင်းဆောင်မင်းအောင်လိုင်ကတူတက်ကိုပုံကျဲဖို့အမိန့်ပေးနေတဲ့သူထိုင်းနိုင်ငံကိုဖိတ်ခေါ်လိုက်တာဖြစ်တယ်လို့လဲကန္နာဝင်ကဝေဖန်ပါတယ်ငလင်းလုတ်ခဲ့တဲ့မလ28ရက်နေ့ကနေ31ရက်နေ့ထိမြန်မာစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုပေါင်းအကြိမ်20တိတိလှုပ်ဆောင်ခဲ့ပြီးအရသာစနံကိုတပ်ဖြတ်ခဲ့တယ်လို့ကန္နာဝင်ကမြန်မာသတင်းနေနဲ့နိုင်ငံတကာသတင်းတွေကဖော်ပြချက်တွေကိုကိုးကားပြီးလွှတ်တော်မှာရှင်းပြခဲ့တာပါ ကျွန်တော်ထပ်သိထားတယ်မြန်မာစစ်တပ်ပုံကျေတာမနေ့ကဒီတိုက်ခိုက်မှု48ကျင်းရှိခဲ့ပါတယ်လို့ကန္နာဝီကပြောပါတယ်လက်ရှိမှာတော့မင်းအောင်လိုင်းကထိုင်းနိုင်ငံကိုရောက်ရှိလာတော့မှဖြစ်လို့ဝင်းကြီးချုပ်အနေနဲ့အကြောင်းရင်းကိုရှင်းပြမယ်လို့ပြောဆိုခဲ့ပါတယ် နောက်ထပ်တပုံးနေနဲ့ပြန်လည်ထူထောင်ရေးအတွက်နိုင်ငံတကာအကူအညီဒေါ်လာသန်း90ထက်မနည်းစစ်ကောင်စီရထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မလ28ရက်ကလောက်ခတ်ခဲ့တဲ့စကိုင်းငလျင်ကြောင့်မြန်မာနိုင်ငံအကူအညီကိစ္စရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာအသုံးပြုနိုင်ဖို့နိုင်ငံတကာအကူအညီအမေရိကန်ဒေါ်လာသန်း90ထက်မနည်းရရှိထားတယ်လို့ ISB မြန်မာရဲ့ AB လတ်တရထုတ်ပြန်ချက်မှာဖော်ပြပါရတယ်။မြန်မာနိုင်ငံကငလျင်ပေးတင်ပြည်သူတွေကိုလူသားချင်းစာနာမှုနဲ့ကူညီကိစ္စပေးရမှာတရုတ်နိုင်ငံရဲ့ကူညီမှုကအများဆုံးဖြစ်ပြီးရွှန်သန်းတရားနဲ့ကိစ္စရေးဖွဲ့ဝင်စေလွှတ်မှုလည်းအများဆုံးဖြစ်ကြောင်းသိရပါ ပါတယ်။အကူအညီပေးတဲ့နိုင်ငံ၁၀နီးပါးရှိနေပြီးတရုတ်နိုင်ငံမှာယွမ်တန်းတရာဥရောပသမဂ္ဂမှယူရို2.5တန်းစင်ကာပူနိုင်ငံမှာစင်ကာပူဒေါ်လာ3သိန်းခွဲထောင်ကိုရီးယားနိုင်ငံမှာအမေရိကန်ဒေါ်လာ2သန်းနဲ့ပြည်တိအမေရိကန်နဲ့တခြားနိုင်ငံတွေကလည်းကူညီထောက်ပံ့မှုတွေရရှိထားပါတယ်။ဒေါ်ဒူအာရှဖွံ့ဖြိုးရေးဘဏ် ATP ကလည်းမြန်မာပြည်သူတွေရဲ့အရေးပေါ်နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလူဝဲချက်တွေပံ့ပိုးဖို့အမေရိကန်ဒေါ်လာ3သန်းထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းမနေ့ကထုတ်ပြန်ပါတယ်။ အခြားတစ်ဖက်မှာလည်းငလင်းပြန်လည်ထူထောင်ရေးအတွက်မနစ်ကဘတ်ဂျက်ကနေကျပ်ဘီလီယံ900ကို AP တရက်ကစတင်သုံးဆွဲမယ်လို့စစ်ကောင်စာဗိုလ်ချုပ်မှုကြီးမြန်မာနိုင်ငံကမနစ်ကနေပြည်တော်ငလင်းပေးတင်ပြည်သူများအတွက်အလူငွေပေးရပွဲမှာပြောကြားခဲ့ပါတယ်။နိုင်ငံတကာမှအကူအညီပေးနေတဲ့ကူညီထောက်ပံ့မှုတွေပေါ်မှာစစ်ကောင်စီမှနိုင်ငံရေးအမျက်ထုတ်မှုတွေမရှိသေးဘူးတင်ကြားစွာလှုံ့ဆော်ရမယ်လို့ Justice for Myanmar အပါအဝင်ဒေသရင်းနဲ့နိုင်ငံတကာရပ်ဖက်ဖွဲ့စည်း265ဖွဲ့တို့မှမလ30ရက်နေ့ကပူးပေါင်းထုတ်ပြန်ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။